မြန်လာပါညစီကွာစာဆောင်မနှုတ်ဆက်ပါပါတယ်။ဇွန်လ၄ရက်2025ခုနှစ်ပုံခုနှစ်နော်ရဲထုံပတ်တိဟူမူကနော်အေးသည်ဖြောင်းမတ်တော်သူမိမိမျိုးနိုင်ဆိုးလင်တော်သူဖြစ်ပါ၏။ဖျားခင်နှင့်အတူသွားလာ၏။ကပောင်ချန်ခကြီးချောင်းခံရီကိုကောင်းချင်းကလွမြောက်သူမှာရှိသောပါရမီကပောင်ကြီး၏ပထမဦးဆုံးသောတဘာဝဘင်းရည်မှာ နော်အေရိုးမိသားစုလွန်မြောက်ခဲ့ပါသည်။ဖျားခင်ကရွေးလွှမ်းမှုချို့ကိုဖြစ်စေရတဲ့အခြေအနေနှမျိုးကိုအသုံးပြုပါသည်။မြေကြီးပေါ်ရှိကြီးစွာနဲ့နေသော ရေပေါက်ရေတွင်ဖြစ်သည်။ပင်လယ်သမုဒ္ဒရာကျမ်းမြေတွင်မြေငလေးလှုပ်စေသည်ဖြင့်လှိုင်းကြီးများကိုဖြစ်ပေါ်စေပြီးမိုးကောင်းကင်မှဖြူများကိုဖွင့်၍ရက်40ပလုံမြေကြီးပေါ်သို့ရွာသွန်းစေခဲ့ပါသည်။နော်ရီတင်မောရီအပြင်မှာရှိသောအရာမှန်သမျှနင်းမြုပ်၍တည်ကြည်သွားကြပါသည်။ ရေလွှမ်းမိုးခြင်းစီတနေရာထဲမှာပဲမဟုတ်ပဲကဘာမြေတစ်ပြင်လုံးမှာဖြစ်ခဲ့ပါသည်ရက်ပေါင်း150ကြာပြီးနောက်ရေပြန်ချလာပါသည်နောအီတမောကြီးသည်စတင်မျောလာသည့်နေရာမှမိုင်မောင်900ခန့်ဝေးခွာသောအိုင်ရန်တောင်ဟာမီနီယာပုံမာတွင်ရပ်တန့်သွားပါ၏ရေလွှမ်းမိုးပြီးနောက်ရက်ပေါင်း389ရက်ကြာလေမြေကြီးသည်6တွေ့သွား၍နောအီတို့တွင်တမောထဲမှထွက်လာနိုင်ပါသည် အလျား450ပြီ အနံ85ပြီ အမြင့်50ပြီရှိသော ကဘာဦးတင်မောရဲမှာတရိဆန်9000နှင့် နောအီရိုမီတာရှူနေထိုင်ပြီးဘေးလုခဲ့ကြပါသည်နောအီရိုမီတာရှူတာခွေရင်လွတ်မြောက်သောအကြောင်းရှိပါသည်မြင်းကြီးပေါ်မှာအတ္တမမှုနှင့်ပြည်စုံခြင်းတွင်ဖျားခင်ကနောအီကိုဖြောင့်မတ်သူဖြစ်တွေ့ခဲ့ပါသည်ဘသူတရားပြပြန်မိမိမပြတ်သောအကျိုးပါတင်နောအီသည်လူများကြားတွင်အပြစ်တင်ခွင့်မရှိရှုံနေသောသူဖြစ်ပါသည် သူသည်ပတ်ဝန်းကျင်၌ဖြစ်ပေါ်နေသောအတ္တမမှုများနှင့်တင်းချနေသောကြောင့်ဖြစ်ပါသည်နှင့်နောအီအတ္တတာတွင်ရှိသောဖြောင့်မတ်ခြင်းမှာဖျားသိခင်၏တူလိုက်ရှောင်ခြင်းယုံကြည်ခြင်းအပြင်ကျင်းစွာကြောင့်သာရရှိခြင်းဖြစ်ပါသည်၃နောအီကိုဓမ္မသစ်ချမ်းတွင်ဖြောင့်မတ်ခြင်းတရားကိုဟောပြောသူဖော်ပြပါ၏နောအီကဲ့သို့ကောင်းသောပါရမီကိုစီးမှုကဲ့လေသူကဲ့သို့ဖြားရှိနှစ်သက်မှုကိုရ၍ဘေးလွတ်မည်ဖြစ်ပါသည် ရေလုံးမှုကြီးအဖြစ်တရားစာနှစ်ခုကိုရပါသည်တရားစီရင်ချက် judgment နဲ့ KDJ celebration တို့ဖြစ်ပါသည် no ee parmi ကိုစီးပူးလေးပြီးလို့ရတော့အကြောင်းမှာအားလုံးဖြန်းလေးကောင်းပြီးပါစေ